င်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကတရုတ်ရင်းနှီးမြို့နယ်မှုဖြစ်တဲ့အထူးစီးပွားရေးဇုံစီမံကိန်းလုံခြုံရေးအတွက်ဆိုပြီးတရုတ်လက်နက်ကိုင်တပ်ဖွဲ့ကိုစစ်ကောင်စီကခေါ်ယူထားပြီးတော့ဂျမာရီတပ်ဖွဲ့နဲ့ထောက်နှမ်းရေး drone တွေချထားဖို့တွေအပြင်မိုင်းတွေပါတပ်ဆင်ဓာတ်တွေလည်းလုဆောင်မှုရှိနေပြန်တယ်ဆိုပါတယ်ရခိုင်မြို့ကရေကြောပွဲစဉ်ကိုကျင်းပခိုင်းထားတဲ့စစ်ကောင်စီကဒေါ်လာရေးပွဲတွေဘုံခွဲမယ်ဆိုတဲ့သတင်းအမှားတွေကိုဝါဒဖြန့်နေလို့ သူတို့ကသာဘုံခွဲပြီးဒေါ်လာရေးအပေါ်ပြည်သူတွေအထင်မြင်လွဲမအောင်အပြစ်ပုံချတာတွေလှုပ်လာနိုင်တယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကတရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့အထူးစီးပွားရေးဆောင်စီမံကိန်းလုံခြုံရေးအတွက်ဆိုပြီးတရုတ်လက်နက်ကိုင်တပ်ဖွဲ့ကိုစစ်ကောင်စီကခေါ်ယူထားပြီးတော့ ဂျမာရီတက်ဖို့နဲ့ထောင်တန်းကြီး drone တွေခြားထားဖို့အပြင်မိုင်းတွေပါတက်စင်တာတွေလည်းလှုပ်ဆောင်ဖို့ရှိနေပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်ကအရခတ်တော် AA ရဲ့ထိုးစစ်ဆင်တိုက်ခိုက်ခြေမုံမှုတွေအတွင်းမြို့တွေတမြို့ပြီးတမြို့အသိမ်းခံနေရတဲ့အချိန်မှာပဲကြောက်ဖြူမြို့နယ်ကတရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့လုံခြုံရေးအတွက်ဆိုပြီးစစ်ကောင်စီဟာတရုတ်လက်နက်ကိုင်တပ်ဖွဲ့ကိုခေါ်ယူထားတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာလည်း အဲ့ဒီတရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ကြောက်ဖြူအထူးစီးပွားရေးဆောင်စီမံကိန်းပောက်ကွင်းချင်းမှာအစ်မြင့်ဂျမားတွေကိုတက်ဆင်ဖို့နဲ့ထောက်လိုင်းရေး drone တွေပါချထားဖို့အပြင်မိုင်းတွေလည်းတက်ဆင်ထားဖို့ကိုပါစစ်ကောင်စီကလုပ်နေပြန်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာတော့အဲ့ဒီကြောက်ဖြူစီးပွားရေးဆောင်အတွက်စစ်ကောင်စီကခေါ်ထားတဲ့တရုတ်လက်နက်ကိုင်အရေးအတွက်ကိုတော့မသိရသေးသလိုအဓိကကတော့အဲ့ဒီအဖွဲ့ဟာသူတို့တရုတ်စီမံကိန်းလုံခြုံရေးအပြင်တရုတ်နိုင်ငံသားပညာရှင်နဲ့ဝန်ထမ်းတွေရဲ့လုံခြုံရေးကို အဓိကတာဝန်ယူမှာဖြစ်တယ်လို့လည်းစစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ရန်ကုန်မြို့ကရေကြောပွဲစိတ်ကိုကျင့်ပခိုင်းထားတဲ့စစ်ကောင်စီကဒေါ်လာရေးအဖွဲ့တွေဘုံခွဲမယ်ဆိုတဲ့သတင်းအမှားတွေကိုဝါဒဖြန့်နေသလိုသူတို့ကသာဘုံခွဲပြီးဒေါ်လာရေးအပေါ်ပြည်သူတွေအထင်မြင်လွဲမအောင်အပြစ်ပုံချတာတွေလှုပ်လာနိုင်တယ်လို့မြောက်ကလပ်မြို့နယ်ပကဖတာဝန်ရှိသူတို့ကသတိပေးပြောဆိုလိုက်ပါတယ်လက်ရှိရန်ကုန်မြို့ကရေကြောပွဲစိတ်ကို အကြံဖက်စကောင်စီကနိုဝင်ဘာလ22ရက်နေ့ကစပြီး9ရက်ကျင်းပခိုင်းထားတယ်လို့အဲ့ဒီလိုကျင်းပတဲ့အချိန်ဒေါ်လာရင်အင်အားစုတွေဘက်ကတိုက်ခိုက်လိမ့်မယ်ဆိုတဲ့သတင်းအမှားတွေကိုပါစစ်တပ်ထောက်ခံတဲ့သူတွေကဝါဒဖြန့်နေကြတယ်လို့လည်းသိရပါတယ်အဲ့ဒီလိုရေကြောပွဲစင်းနဲ့ပတ်သက်ပြီးဒေါ်လာရင်အင်အားစုတွေဘက်ကပြည်သူတွေကိုထိခိုက်အောင်လုပ်မှာမဟုတ်တယ်လို့ဒါဟာစစ်ကောင်စီဘက်ကတော်လန်ရေးတက်တွေနဲ့ပြည်သူတွေအကြအထင်မြင်လွဲမအောင်သူတို့ဘက်ကသာလှုပ်ဆောင်လာနိုင်ပြီးအဲ့ဒီလိုဘုံပေါက်ကွဲမှုတစုံတရာဖြစ်ခဲ့ရင်လေ စစ်ကောင်စီဘက်ကပြုတ်လုချင်းတာဖြစ်တယ်လို့မြောက်ကလပမြို့နယ်ပကပတာဝန်ရှိသူတို့ကတတိပေးပြောဆိုလိုက်ပါတယ်လက်ရှိရန်ကုန်မြို့မှာမြေတီတော်လန်ရေးအင်အားစုတွေကမှပြည်သူလူထုကိုထိခိုက်အောင်လုပ်မှာမဟုတ်တယ်လို့ UNG MOD အောက်ကတော်လန်ရေးအင်အားစုတွေဟာလေအရင်ကတည်းကပြည်သူလူထုထိခိုက်မဲ့ကိစ္စရက်တွေမလုပ်ဖို့တင်းတင်းကြပ်ကြပ်တားမြစ်ညွှန်ကြားထားပြီးသားဖြစ်တယ်ဆိုတာကိုလေပြည်သူလူထုကိုသိစေချင်တယ်လို့အဲဒီလိုအကြမ်းဖက်လုပ်ရက်တွေဟာစစ်ကောင်စီဘက်ကသာနှီးမျိုးစုံနဲ့လုံနေတာတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ကတော့တတိပြုသွာလာကြဖို့ကိုပဲအတိပိတ်တိုက်တွန်းခြင်းပါတယ်လို့မြောက်ကလာပမြို့နယ်ပကဖတာဝန်ရှိသူတို့ကပြောထားပါတယ်။လက်ရှိမှာတော့2020ခုနှစ်ကတည်းကပိတ်သိမ်းထားတဲ့ရေကျော်ပွဲစည်းကိုအခုနှစ်မှာစစ်ကောင်စီကကျင်းပခိုင်းနေတာဖြစ်ပြီးနိုဝင်ဘာလ22ရက်နေ့ကနေ26ရက်နေ့အထိကျင်းပရမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျ။ဒီတစ်ခါမန္တလေးတိုင်းဘက်မှာတော့စီမီကုံမြို့နယ်မှာရှိတဲ့ကောင်းမြတ်အောင်စားတောက်ဆိုင်မှာတောက်စားမှုယူနေတဲ့ရဲတအုပ်ကို ဒေါ်လန်ရဲ့တပ်တွေကဝင်ရောက်ပစ်ခတ်မှုအတွင်းရဲနှအူကတော့နေရာမှာတင်ပွဲချင်းပြီးကိုသေသွားတဲ့အပြင်ကျန်တဲ့တအူကပြင်းထန်ဒဏ်ရာနဲ့မသေမရှင်ဖြစ်သွားပြီးသူတို့စီကတနက်၃လစလုံးကိုပါတင်းစီရရှိခဲ့တယ်လို့ MP9 PDF တပ်ဖွဲ့ခေါင်းဆောင်ကရန်ကုန်ခေတ်တကိုပြောပါတယ်။နိုဝင်ဘာလ22ရက်နေ့ကပဲစီမီကုံမြို့ရွှေစီကုံဖရအရှိတ်ဘက်ကကောင်းမြတ်အောင်စားတောက်ဆိုင်အတွင်းတောက်စားမူးယူနေတဲ့ရဲသုံးဦးကိုဒေါ်လန်ရဲ့တပ်တွေကဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်း စိုက်ထဲမှာပဲရဲနှုတ်ကပွဲချင်းပြီးကိုသိသွားတဲ့အပြင်ကျန်တဲ့ရဲတူကပြင်းထန်ဒဏ်ရာနဲ့မသိမရှင်းဖြစ်သွားပြီသူတို့စီကတနက်၃လက်စလုံးကိုပါတော်လိုင်းကြီးတပ်တွေကတင်စီရရှိခဲ့တယ်လို့ MP9 PDF တပ်ဖွဲ့ခေါင်းဆောင်ကပြောထားပါတယ်ခင်ဗျတပ်ဖွဲ့မှာတော့ကရင်ပြည်နယ်ဖပုံမြို့နယ်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီရဲ့မထောစခန်းကို GNL PDF ပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့တိုက်ပွဲအတွင်းစေကောင်စီတပ်သား၉ဦးထံမင်းကတော့အသီးသီးတေကုန်ကြသလို ဒေါ်လာကြီးရဲ့ဘော်တူလည်းမြင့်မြတ်စွာအသက်ပေးလူသွားရတယ်လို့ MG တောင်ပိုင်းတိုင်းစစ်တီတပ်ကနေတရားဝင်ထုတ်ပြန်ထားပါတယ်။အဲ့ဒီဖပုံမြို့နယ်ကအကြံဖတ်စစ်ကောင်စီရဲ့မတ်သောစခန်းဟာ MG တောင်ပိုင်းတိုင်းစစ်တီတပ်နယ်မြေအတွင်းမှာရှိပြီးအဲ့ဒီစစ်တပ်စခန်းကို GNL PD ရဲ့ပူးပေါင်းတပ်တွေကနိုဝင်ဘာလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲအပိတ်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပါတယ်။အဲ့ဒီမတ်သောစခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သား၉ဦးထက်မနည်းကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိုက်ကုန်ကြသလို တပတ်ကတော်လိုင်းရဲ့ပေါ်တူလဲတိုက်ပွဲအတွင်းမြင့်မြတ်စွာအသက်ပေးလူသွားရပြီးစကန်လေးကစစ်ကောင်စီရဲ့လက်နက်ခဲယံတချို့ကိုတော့တော်လိုင်းတတွေကတင်းစီရရှိထားတယ်လို့အယူကြီးတောင်ပိုင်းစစ်တီတပ်ကနေတရားဝင်ထုတ်ပြန်ထားပါလိမ့်ခင်ဗျဒီတခါပဲခူးတိုင်းဘက်မှာလေလက်ဗရန်မြို့နယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့တာယာဂုံရက်စခန်ကိုတော်လိုင်းပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချေမှုမှုအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစော်တီစုစုပေါင်း9ဦးကတော့အသီးသီးတေကုံကြပြန်တဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားတယ်လို့ တရားဝတီ KNPD ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တွေကိုပြောပါတယ်။နိုဝင်ဘာလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲလက်ဗရန်မျိုးနယ်ကအချမ်းဖတ်စစ်ကောင်စီရဲ့တာယာဂုံရက်စကန်ကို PDF တရင်383နဲ့383အပြင်ရွှေတန်းမြေ PDF ပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအလစ်ငိုက်မိသွားပြီးရက်စကန်မှာရှိတဲ့စစ်သားတွေနဲ့ပူစော့တီတွေစုစုပေါင်း9ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတေကုန်ကြတဲ့အပြင် ဒဏ်ရာရတဲ့သူတွေလည်းရှိသွားပြီတိုက်ပွဲတွင်တော်လိုင်းရဲဘော်နှစ်ဦးလည်းဒဏ်ရာရခဲ့တယ်လို့တာအမေရိကန် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာတော့ DNA သိမ့်ပိုက်ထားတဲ့နောင်ချိုမြို့ကိုအကြပ်ပစကောင်စီတပ်ကမနေ့ကညပိုင်းမှာပဲလေရင်လာပြီးထပ်မံဘုံကျဲတိုက်ခိုက်သွားပြန်တဲ့အတွက်ရတပ်ပြည်သူ6ဦးဒဏ်ရာရထားသလိုနေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်။နိုဝင်ဘာလ22ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲ အချက်ဖတ်စကောင်းစီတက်ကဒီအနယ်သိမ့်ပိုက်ထားတဲ့နောက်ချုံမြို့ဈေးရက်ွက်နယ်မြေ30ကိုလေနဲ့လာပြီးပေါင်900ဘုံနှလုံးကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုစကောင်းစီတက်ရဲ့လေရင်ကကျဲချလိုက်တဲ့ဘုံသီးတွေဟာအရသာပြည်သူတွေနေထိုင်ရာနေရာတွေမှာကြက်ရောက်ပောက်ကွဲသွားပြီးလက်ရှိမှာတော့ပြည်သူ6ဦးဒဏ်ရာရထားတယ်လို့လူနေအိမ်တွေလည်းပျက်စီးထားပြန်တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်လက်ရှိမှာအချက်ဖတ်စကောင်းစီတက်ကသူတို့လက်လွတ်လိုက်ရတဲ့ TNL သိမ့်ပိုက်ထားရာနောက်ချုံမြို့ကို နေ့စဉ်ရက်ဆက်ဆိုတလို့လေနဲ့လာပြီးဘုံကျဲတိုက်ခိုက်ဖြက်စီးတာတွေလုပ်နေတဲ့အတွက်ယသပြည်သူတိုက်ဆုံမှုတွေလည်းရှိနေတယ်လို့သိရပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ